ားလုံးပဲမင်္ဂလာပါ Forever Gonna Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါတယ် ျွန်တော်ဒီကနေ့မနက်မှာတော့အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနဲ့လောက်ဆွေးနွေးတုံ့သက်ကြရအောင်ဒီကနေ့ညမှာဆိုလို့ရှိရင်အာဆင်နယ်တင်းကချန်ပီယံလိပွဲစဉ်၄အဖြစ်ဒါဆာဗီအက်စလာဗီယာပလာဟန်ကိုဒါအဝေးကွင်းမှာတွားရောက်ရှင်ပြန်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့မနက်အစောပိုင်းမှာပဲဒါအာဆင်နယ်တင်းရဲ့မီ KR data ကအချို့သတင်းသာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးတော့ဒီကနေ့နေ့လေဂိမ်းမှာဆိုလို့ရှိရင်တော့ဒါနောက်ဆုံး final step သတင်းသာရှင်းလင်းပွဲကိုပြုလုပ်သွားမယ်ပေါ့လေဒါဒီကနေ့နေ့လေဂိမ်းမှာဆိုလို့ရှိရင်လေအာဆင်နယ်အသင်းရဲ့ ဒါနောက်ဆုံး training တခုရှိသေးတယ်ဗောလေဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးနောက်ဆုံး training တခုကရှိသေးတယ်အဒီ interview မှာ Mikia Data ရဲ့ဒါတချို့ပြောကြားချက်လေးတွေကျွန်တော်ကျွန်တော်ဖတ်မိထားရတဲ့လောက်လေးနင်းငယ်ကိုကြောညီကိုတွေကို sharing လုပ်ပေးသွားမယ်ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Serbia Praga နဲ့ပွဲစဉ်ကိုဒါကျွန်တော်အမြင်လေးကိုနည်းနည်းလောက်ဒါကျွန်တော်တို့တွေဒါဆွေးနွေးသုံးသပ်သွားမယ် ဒီနေရာမှာမီကေအာဒီတာအနေနဲ့အင်တာဗျူးမှာအကျိုးအင်တာဗျူးမှာဗာဒီပြောသွားလဲဆိုတော့ဒါသူ့အနေနဲ့ဒါအခုချိန်ထိဒါ training မှာလာရောက်မပူပေါင်းနိုင်သေးတဲ့ကစားသမားတွေအကြောင်းကိုပြောသွားတယ်လို့ဒါပြောရပြီဆိုလို့ရှိရင် Leandro Trossard ကလည်းဒါဒီအကျိုးတင်းတာရှင်းလင်းပွဲမှာသူ့အနေနဲ့အင်တာဗျူးမှာဝင်ပြီးတော့ဖြေကြားခဲ့တာမျိုးတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြည့်အောင်ပါ။ မီဂီယာဒေတာကအရင်ဆုံးအနေနဲ့ဒါမီဒီယာတွေရဲ့မေးမြန်းမှုနဲ့ပတ်သက်ပြီးတော့ဗောလေဒါဘန်လီနဲ့ပွဲစဉ်မှာတန်ရရသွားတဲ့ဒါမာတင်ဇူဘီမန်ဒီအပါအဝင်ဒါဗစ်တီယိုဂရက်တို့ဒါအချင်းနေဘလို့ရှိလဲဆိုပြီးတော့ဒါမေးမြန်းထားတယ်ဒါဒီနေရာမှာတော့မီခီယာဒေတာကအဲ့ဒီပွဲစဉ်မှာခမရတို့အမှတ်မှားတာဖြစ်လိမ့်မယ်တကယ်တော့အဲ့ဒီပွဲစဉ်မှာဒန်ရရရသွားတဲ့ကစားသမားကနှစ်ယောက်ထဲဟုတ်မနေဘဲနဲ့ဂိုသမား ကီပါရီကပ်ပလပ်စကာကိုလည်းပါဝင်နေဆိုပြီးတော့ဒါသူ့အနေနဲ့ပြောကြားသွားတယ်ကိုသမားကီပါအနေနဲ့ဒါခြေသလုံးမှာဒါကန်ခံထားရတဲ့ဒဏ်ရာမျိုးရရှိထားတယ်တနည်းအားဖြင့်ခြေသလုံးကြွက်သားတွေဒါနာကျင်မှုဒဏ်ရာမျိုးရရှိထားပြီးတော့ဒီကစားသမားကလည်းကျွန်တော်တို့ဒီကိုမလာခင်ပေါ့လေဒါသူတို့အနေနဲ့ဆိုလို့ရှိရင်ဒါအဝေးကွင်းပွဲစဉ်ဖြစ်တဲ့အတွက်သူတို့တွေကထွက်သွားပြီဒါဆလာဗီးယားဆလာဗီးယားပရာဂန်ရဲ့ဒါအိမ်ဝင်းရှိတဲ့နေရာကိုသူတို့တွေနဲ့ထွက်သွားပြီဒါအခုဆိုလို့ရှိရင် ဒီကနေ့ပွဲစဉ်မှာအတွက်ဆိုလို့ရှိရင်ဒါမပါဝါတဲ့ကစားသမားဆိုလို့ရှိရင်ဒါမီခေးအာဒီတာရဲ့ပြောကြားချက်အရာပေါ့လေဒါဗစ်တယောဂရက်ကဒါသူ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအရန်ကိုစောနေသေးတာဖြစ်ပြီးတော့ဒီပွဲစဉ်ကသူကပါဝင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့အတီးပြုပြောကြားသွားတယ်ဒါဗစ်တယောဂရက်ကိုတချို့သတင်းဌာနတွေမှာဖော်ပြကြရတဲ့ဗစ်တယောဂရက်ကဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အတင်းနဲ့လိုက်သွားတာမျိုးတွေမရှိဘူးဆိုပြီးတော့ဒါပြောကြားထားတာမျိုးတွေရှိတယ်ဒါနောက်တစ် နောက်ထပ်ဟိုဆက်ပြီးတော့ပြောသွားတဲ့နေရာမှာဆိုလို့ရှိရင်ဒါ Martin Zubimendi ကတော့အသင်းရဲ့ trainee တွေပြုလုပ်နေပြီးတော့ဒါဒီနေ့ပွဲစဉ်မှာသူ့ကိုလည်းအနာပေးသွားဖွယ်ရှိတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြားထားတယ်။ဒါနောက်ပြီးသွားပြီဆိုလို့ရှိရင်ကိုသမကီပါကဒါခြေတလုံးမှာဒဏ်ရာနည်းငယ်ရရှိတာဖြစ်တဲ့တော့ဒါသူ့အနေနဲ့လည်းဒါအသင်း trainee မှာပူးပေါင်းနိုင်ခြင်းမရှိသေးဘူးဆိုပြီးတော့လည်းဒါ Mike Arteta ကပြောကြားထားတယ်။အဲ့တစ်ဆက်တည်းမှာပဲဒါကျွန်တော်တို့ Arsenal အသင်းရဲ့ဒါ ဘယ်ချန်တောင်ပန်တိုက်စစ်ကစားသမားလီယန်ဒိုထရော့ဆက်ပေါ့လေလီယန်ဒိုထရော့ဆက်ကိုမီဒီယာတွေကခမည်းအနေနဲ့ဒီယာတီမှာခြေစွမ်းကောင်းနေပြန်ရလာတဲ့အပေါ်ဘယ်လိုထင်မိလဲဒါခမည်းကိုအကောင်းဆုံးကူညီပေးနေတဲ့သူတွေကဘသူတွေဖြစ်မလဲဆိုပြီးတော့မေးမြန်းထားတယ်ဒါဒီနေရာမှာတော့လီယန်ဒိုထရော့ဆက်ကဘာပြောထားလဲဆိုတော့ကျွန်တော်အနေနဲ့ဒီယာတီမှာပို့ပြီးလွတ်လပ်တဲ့နေရာတွေရလာပြီးတော့ပို့ပြီးကစားရတာပေါ်ပါလာတယ်ဆိုတော့ကိုဒါကျွန်တော်အနေနဲ့လက်ခံပါတယ်ဒီယာတွေကိုကျွန်တော်နဲ့ အတူတူပူးပေါင်းလှုပ်ဆောင်နေတဲ့ကစားသမားတယောက်ချင်းစီတိုင်းကနေကျွန်တော်ကရနေပြီးတော့တနည်းအားဖြင့်ရီကာဒိုစီကနေပဲအဓိကရနေတာများတယ်ဆိုပြီးတော့ဒါသူ့အနေနဲ့ပြောသွားတယ်ရီကာဒိုကလာဖီယိုရီအနေနဲ့ကကျွန်တော်သူ့ကိုဘယ်ချိန်မှဆိုကြည့်လိုက်တိုင်းသူကအမြဲတမ်းအနာကိုရောက်လာပြီးတော့ကျွန်တော်လိုအပ်သမျှကိုအကောင်းဆုံးကူညီပေးတတ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူ့ကိုကွင်းထဲမှာလဲကြိုက်တဲ့အချိန်တိုင်းမှာ ကျွန်တော်တို့တွေအမြဲတမ်းရှာတွေ့နိုင်နေဆိုပြီးတော့ဒါ Ricardo Calafiori နဲ့ပတ်သက်ပြီးတော့ဒါ Leandro Trossard ကချီးကျူးစကားဆိုထားတယ်သူ့ကိုအမြဲတမ်းကြည့်လိုက်တိုင်းသူက box ထဲမှာအမြဲတမ်းရှိနေပြီးတော့တိုက်စစ်မှုတယောက်အသွင်သူကအမြဲတမ်း goal တွေစားလောင်ရဲ့ရှိတယ်ဆိုပြီးတော့ Leandro Trossard ကပြောကြားထားပါတယ်နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဒီကနေ့ညပွဲစဉ်မှာတော့ဒါ ဟိုဘယ်လိုပြောရမလဲဒီကနေ့ညပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါမပါဝင်နိုင်တဲ့ကစားသမားတွေထဲမှာမှဒါကျွန်တော်တို့အာဆင်နယ်အသင်းမှာဒါဒဏ်ရကစားသမားတွေကအခုဆိုလို့ရှိရင်ပိုပြီးများလာပြီဒါမီကေအာဒေတာရဲ့အတီဗျူချက်အရဆိုလို့ရှိရင်ဒါကိုသမားကီပါအပါဝင်ဒါနိုနီမဒူဂီဒါကိုင်ဟာဗတ်ဂါဗီယယ်ဂျေဆူဒါပြောရပြီဆိုလို့ရှိရင်မာတင်အိုရီဂတ်ဒါမာတင်နယ်လီဂါရီယယ်မာတင်နယ်လီအပါဝင်ပေါ့လေဒါစုစုပေါင်းကစားသမားအာ6ရောက်လောက်ထီကိုဒါဒန်ယာမှာ ဂျန်ရရတဲ့စင်းထဲမှာရှိနေတယ်။ဒါပြောရပြီဆိုတော့ကျွန်တော်တိုက်စစ်မှုတစ်ဗစ်တယောဂရက်ဆိုတော့ပါတယ်ဗောလေ။ဗစ်တယောဂရက်ကိုပါဝင်ဆိုကျွန်တော်စုစုပေါင်း9ယောက်လောက်ထိကိုဒါဂျန်ရရစင်းထဲမှာရှိနေတာ။အဲကျွန်တော်ညီကိုတွေဒါ comment တွေမှာလည်းပြောကြတယ်။ကျွန်တော်အပြင်မှာလည်းကျွန်တော်ညီကိုတွေချင်းချင်းဒါ Arsenal ပြိတက်ညီကိုတွေချင်းချင်းဗောလေ။ဒါကျွန်တော်တို့စကားတွေဖလှယ်ကြတာမျိုးရှိတယ်။အဲဒီနေရာမှာပြောစရာရှိတာတစ်ခုကဗာလဲဆိုတော့နှစ်သင်းစာလောက်ဝယ်ထားတယ်ငါတို့ Arsenal သင်းက ဒန်ယာရကစားသမားတွေနဲ့ပတ်သက်ပြီးပူစရာမလိုဟုတ်ပါတယ်ကျောင်းကြီးကိုတွေပြောသလိုပဲအာဆင်နယ်အသင်းကဒန်ယာကစားသမားတွေရှိလဲပူစရာမလိုဘူးဆိုတာမှန်ပါတယ်ဘာလို့လဲဆိုတော့ ဒီအချိန်မှာတော့အလုံး AC ရှိနေသေးတယ်ကျွန်တော်တို့ကဒါ Sabia Braham ဆိုတဲ့အသင်းကဂျုံအာဆင်နယ်အသင်းနဲ့ဆိုလို့ရှိရင်နှစ်ဆင့်သုံးဆင့်လောက်ကွာတဲ့အနေအထားတစ်ခုဒါကပြိုင်ပွဲအသင်းကိုမလေးစားလို့ပြောတဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်အသင်းလက်ရှိဖြတ်သန်းနေတဲ့ပုံစံတစ်ခုနဲ့ဒီအသင်းလက်ရှိဖြတ်သန်းနေတဲ့ပုံစံတစ်ခုကအတိုင်းအတာတစ်ခုလောက်ထိတော့ကွာဟနေတယ်ဖြစ်တဲ့အတွက်အာဆင်နယ်အသင်းအတွက်ပြဿနာကြီးကြီးမားမားရှိမနေဘူးဆိုတာတော့ကျွန်တော်တို့တွေလက်ခံလို့ရတယ်ဒါနောက်တဲ့ ပွဲစဉ်တစ်ပွဲအဖြစ်ကျွန်တော်တို့ကဒါ Sunderland ကိုအဝေးဘက်မှာတောက်ရှင်ပြန်ကစားရမယ် Sunderland ဆိုတဲ့အသင်းကဒီယာဒီမှာဒါဘယ်လိုပြောရမလဲကျွန်တော်တို့ ဟိုတန်းတက်လာတဲ့အသင်းတွေထဲမှာပေါ့လေဒါကောင်းဆုံးခြေစွမ်းပြနေတဲ့အသင်းတစ်သင်းဒီလိုအသင်းမျိုးကိုအာဆင်နဲ့အသင်းကအမှားယွင်းမရှိကစားနိုင်ဖို့ဆိုတာတိတ်တော့ခက်ခဲတဲ့အလုပ်မဟုတ်ပင်မဲ့လို့ဒါယာကိုင်တော့အ ਨੇ ဆုံးအကြောင်းအရာတွေကိုပြောပါဆိုရှင်တော့အာဆင်နဲ့အသင်းကအရင်ဆုံးဂိုးပေးရတဲ့အချိန်တွေတနည်းအားဖြင့်အာဆင်နဲ့အသင်းကဟိုဘယ်လိုအမှားတွေလုပ်မိတဲ့အချိန်မျိုးတွေဆိုရင်တော့အာဆင်နဲ့အသင်းတို့ခက်ခဲသွားနိုင်တယ်ဒါတွေကလည်းအရန်ကိုဖြစ်ဖို့ယာကိုင်တော့အရန်နေပါတယ်အဲ့တော့ ပြောချင်တာကဗျာကျွန်တော်တို့ညီကိုတွေအနေနဲ့ကဟိုကစားသမားတွေအများကြီးဝယ်ထားတာမှန်ပါတယ်ဒါကျွန်တော်အမြင်လေးကိုပြောပြပါဆိုလို့ရှိရင်တော့ကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ဘာဖြစ်ဖြစ်ကစားသမားစုံစုံလေးလေးရှိနေတာတော့အကောင်းဆုံးပဲဗောလေဒါကျွန်တော်တို့ကအခုဟိုကျွန်တော်မနေ့ကညပြောခဲ့တဲ့ဗီဒီယိုမှာလိုပဲ international break နပတ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်လာမယ့်ပွဲချက်ကာလတွေကိုကျွန်တော်ကစားသမားစုံစုံလေးလေးနဲ့ဖြတ်တန်းတာတော့အကောင်းဆုံးပဲဘာလို့လဲဆိုလို့ရှိရင်မီကေအာဒီတာအနေနဲ့လည်း ဒါ choice တွေပိုများလာတာဗောလေအဲတချို့နေရာတွေမှာဆိုလို့ရှိရင် KR data ကဒါပွဲစဉ်ရဲ့ minute တိုင်းကိုအပြောင်းလဲလုံနိုင်နေဒါနီးပြတယောက်ဆိုကျွန်တော်ပြိသက်တွေတီးပြီးသားအဲ့အတွက်သူ့အနေနဲ့ကစားသမား choice တွေများလေပိုပြီးတော့ပြောင်းလဲတွေပိုလုံလာနိုင်လေဒီတနည်းအားဖြင့်ဗျာကြောင့်ညကိုတွေတော့ဘယ်လိုထင်လဲမသိဘူးကျွန်တော်ကတော့ Bayern Munich ကိုနိုင်စေချင်တယ်ဗျာသိလားအဲ့အတွက်ကျွန်တော်ကစားသမားတွေဒဏ်ရမအောင်ကျွန်တော်စိတ်ပူကစားသမားတွေဟိုဥမာ Premier League မှာဗျာကျွန်တော်ချင်းနေကောင်းနေတယ်ဗျာ Champion League မှာလည်းချင်းနေကောင်းနေတယ်ဒါပေမဲ့ကျွန်တော် ဘိုင်မြူနစ်ကိုနိုင်စီနိုင်ချင်တယ်ဗျာဒီလေဘိုင်မြူနစ်ကိုနိုင်ချင်တယ်ဘာလို့လဲဆိုဘိုင်မြူနစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြိတ္တတွေတချို့ပြိတ္တတွေကြားထဲမှာလေဒါခန်းစားချက်တွေအများစွာရှိနေလောက်ပါလေကျွန်တော်ဆိုလို့ရှိရဗျာဒီလေဒီအသင်းကိုငါတို့နိုင်အောင်ကန်ချင်တယ်ဒီအသင်းကိုနိုင်ချင်တယ်ဆိုတော့ဟို feeling တခုရတယ်ဗျာဒီလေစိတ်ထဲမှာ feeling တခုရတယ်အဲ့တော့ အဲ့ဒီဘွဲစင်နဲ့ပတ်သက်ပြီးတော့ကစားသမားအဆောင်ကြီးလေးကိုကျွန်တော်ကတော့ရှိစီခြင်းနေဗျာကြောညိဘူတွေရောဘလို့ထင်လဲဒါကောမဝေအောင်မှတ်ချက်ပေးသွားလို့ရပါတယ်ဒါကျွန်တော်အနေနဲ့ဗီဒီယိုလေးရှင်းသွားမှာဆိုလို့ကျွန်တော်အဓိကအကြောင်းရင်းနောက်တစ်ချက်ကိုကျွန်တော်လည်းထပ်ပြောကြည့်ရအောင်ဒါကပါလဲဆိုတော့ဒီကနေ့ညမှာကစားမယ်ဆာဗီယာပရာခန်နဲ့ကျွန်တော်အာဆင်နယ်သင်းတို့ရဲ့ဒါချန်ပီယံလိဘွဲစင်လေးပေါ့လေချန်ပီယံလိဘွဲစင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးဆွေးနွေးသုံးသပ်ကြည့်အောင်ပါအာဆင်နယ်သင်းနဲ့ဆာဗီယာပရာခန်တို့ဒါနောက်ဆုံးတွေ့ဆုံထားတဲ့ဒါခုနှစ်ကတော့2021ကဖြစ်ပြီးတော့ကျွန်တော်တို့အာဆင်နယ်သင်းကဒါနှစ်ကြိမ်တွေ့ဆုံရမှာ တပွဲတည်ရတပွဲနိုင်ဆိုတဲ့ရလက်မျိုးနဲ့ဒါဆလာဂရဘရာဟန်ကိုဒါရင်ဟိုအတားစီရထားတယ်ဒါပေမဲ့ဒီအချက်လက်တွေကကြာခဲ့ပါပြီဒါ2021နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းတွေ့တိုင်းနှစ်ကြိမ်လောက်သုံးကြိမ်လောက်ထိကိုရှိတယ်ဒါပေမဲ့အာဆင်နယ်တင်းရပဲအတားစီရထားတယ်အဲ့တော့အာဆင်နယ်ကဆာဗီယာဘရာဟန်နဲ့တွေ့တိုင်းအများနဲ့အတားစီရတယ် ်ဒီနှစ်ပွဲစဉ်မှာလည်းအာဆင်နယ်ကအသာစီးရသွားမယ်လို့ကျွန်တော်အနေနဲ့ကတော့ယုံကြည်တယ်ဒါပြီးသွားပြီဆိုလို့ရှိရင်တစ်ချက်စဉ်းစားစရာရှိသွားတာကစလာဗီးယားဘရာဟန်ကသူတို့ကစားထားတဲ့နောက်ဆုံး၅ပွဲမှာသူတို့အနေနဲ့6-6ထိရထားပြီးတော့ဒါသူတို့အနေနဲ့ပေးကိုလုံးဝမရှိထားတာမျိုးကိုလည်းကျွန်တော်ဟိုမြင်တွေ့ခဲ့ရတယ်ပြီးသွားပြီဆိုအတ္တလန်တာဆိုအသင်းမျိုးကိုလည်းသူတို့ကဒါချန်ပီယံလိမှာ တရေဆိုတဲ့ရလက်မျိုးခံကန်ထားတာသူတို့တွေနဲ့လုံးဝပေးဖို့မရှိတာပဲနဲ့ဒါရာခိုးစု6ခိုးထိရထားတဲ့ထီကိုအတင်းကဒါဘယ်လိုပြောရမလဲနောက်တန်းကြစ်လစ်တယ်ဆိုတော့အဲ ဘယ်လိုပြောမလဲ on paper အချက်လက်တွေကိုကျွန်တော်အနေနဲ့ကတော့မြင်တွေ့ခဲ့ရတယ်ကျွန်တော်တို့ Arsenal အသင်းကလည်းဒီရဒီမှာအကောင်းဆုံးပုံစံပြနေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ဒါ Slavia Praha ဆိုတဲ့အသင်းမျိုးက Arsenal အသင်းကိုရပ်တန့်နိုင်လောက်မဲ့အသင်းမျိုးလို့ကျွန်တော်အနေနဲ့ကတော့မထင်ဘူးဒါအချင်းချင်းပြောရရင်ဒီနေ့ညမှာလည်း Arsenal အသင်းက Slavia Praha ကိုအနိုင်ဆုံး Z2 ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိသွားမလို့ကျွန်တော်အနေနဲ့ကတော့အပြေဝယုံကြည်ပြီးတော့ကျွန်တော်ညီကိုတွေကဘယ်လိုထင်လဲဒီနေ့ညပွဲစဉ်မှာ Arsenal အသင်းကဘယ်လိုဂိုးတွေ ်သွင်းယူပြီးတော့ဒါပုံမှန်တိုင်းပဲ set p ကတွေရောဂိုးတွေသွင်းသွားမယ်လို့ထင်လားကောမမဝင်အောင်မချက်ပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်သူတွေမှာ